စကိုင်းငလင်ကြောင့်ပြည်သူထောင်ချီတေဆုံးခဲ့တော်လဲနေပြည်တော်မှာမင်းအောင်လိုင်းကကြံပွဲလောက်ခါပျော်ပါနေပြီးစိုးဝင်းနဲ့စစ်ဘိုလ်ချုပ်များအလုံးတနခါအလိန်ခံခဲ့ကြကဓာတ်ပုံနဲ့ဗီဒီယိုများပြင်ပသို့မပြန့်စီရန်တားမြစ်ထားတယ်လို့ထွက်ပေါ်လာတဲ့သတင်းနဲ့နောက်ဆုံးရရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။စကိုင်းငလင်ကြီးကြောင့်ပြည်သူထောင်ချီတေဆုံးခဲ့ရပြီးအပြက်အစီးများခဲ့တော်လေအကြံဖက်စစ်ကောင်းဆောင်မင်းအောင်လိုင်းနဲ့စစ်အရာရှိကြီးများကနေပြည်တော်မှာကြံပွဲပြုလုပ်ကပျော်ပါနေကြတယ်လို့စစ်ကောင်းစီကထုတ်ပြန်ပါတယ် မြောက်လိုင်းဆိုဝင်အောင်လင်းတွေးအပါဝင်ထိတ်တန်းအစ်အရာရှိကြီးများမှာ AP 73ရဲ့နေပြီးတော့မျိုးတော်ဝန်မန်တန်နေပြီးတော့လမ်းလျှောက်တဲ့ဂျန်တို့ကိုသွားရောက်ဖွင့်လှစ်ပေးခဲ့ပြီးရေပတ်ခံခြင်းအလှပြကားတွေနဲ့လှည့်လေပြတ်တခြင်းတို့ကိုလောက်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။နေပြီးတော့မှာတနခါလင်းတရုတ်ဖော်မှုများပြုလုပ်ခဲ့ရမှာမြောက်လိုင်းမှာအပဒုစစ်ခေါင်းဆောင်ဆိုဝင်အပါဝင်ဗိုလ်ချုပ်များအားလုံးရဲ့ပါးများမှာတနခါအလိန်ခံခဲ့ကြပြီး၎င်းတနခါအလိန်ခံထားရတဲ့ဆိုဝင်နဲ့ဗိုလ်ချုပ်များရဲ့ဓာတ်ပုံတွေကိုပြန့်နှံ့ခြင်းမပြုစေရန်စစ်ကောင်စီကတားမြစ်ထားတဲ့ တယ်လို့သိရပါတယ်။တက်ချုပ်ကလွင်ရင်ကြံတဲ့ဗိုလ်ချုပ်တွေအားလုံးကမျက်နှာမှာတနက်ခါတွေအလိန်ခံကြပါတယ်။အဲ့ဒီဓာတ်ပုံတွေကိုတော့ပြင်ပကိုပြ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 ကြီးဓာတ်ပုံတွေထွက်သွားတာမျိုးမလောက်ကြဖို့အတွက် တားမြစ်ထားတယ်လို့နေပြီးတော့စစ်ဖက်သတင်းမြစ်ကဆိုပါတယ်။အကြမ်းမဲ့စစ်ကောင်းဆောင်မင်းအွန်လိုင်းကအခုတကြံကာလအတွင်းနေပြည်တော်နဲ့ပြည်ဦးလွင်တို့မှာသွားရောက်နေထိုင်မှဖြစ်ကြောင်းလည်းသိရပါတယ်။ စကိုင်းငလင်လှုပ်ခတ်ခဲ့ပြီးတဲ့နောက်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု82ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူတရားနဲ့ငါးဦးတေဆုံးစေခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်။မလ28ရက်နေ့ကအင်အားပြင်းစကိုင်းငလင်ကြီးလှုပ်ခတ်ချိန်မှစပြီး AB 7ရက်နေ့အတွင်းအကြမ်းဖက်စစ်တပ်ကစကိုင်းမကွေမကိုမန္တလေးကရင်ပြည်ရှမ်းချင်းအေရော်ရီကချင်း ကရင်မော်နဲ့ရခိုင်ပြည်နယ်တို့မှာလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေဆက်လက်ကျူးလွန်ခဲ့ကြောင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှု82ကြိမ်အတွင်းမှာပြည်သူတရားနဲ့5ဦးသေဆုံးခဲ့ကတရားနဲ့2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူနေအိမ်84လုံးပျက်စီးခဲ့ကြောင်းစာတင်ကျောင်း3ကျောင်းလည်းပျက်စီးခဲ့ရပြီးလက်နက်ကြီးပစ်ခတ်မှုအကြိမ်30ကျော်လုံးဆောင်ခဲ့ကပြည်သူ6ဦးသေဆုံးခဲ့ပြီး30ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလက်နက်ကြီးဒဏ်ကြောင့်နေအိမ်20တလုံးတဒရာရေးအဆောက်အအုံနှလုံးပျက်စီးခဲ့ရပါတယ်။ ရန်ယူဂျီအစိုးရနဲ့လူသားချင်းစာနာမှုအကူအညီတွေထိထိရောက်ရောက်ပေးနိုင်ဖို့ခုခံကာကွယ်စစ်ကလွှဲပြီးထိုးစစ်အလုံးရပ်တန့်ခဲ့မှုကိုမလ30ရက်နေ့မှာစတင်မယ်ဆိုတာကိုမလ29ရက်နေ့ကတည်းကထုတ်ပြန်ကြေညာခဲ့ပါတယ်။အကြမ်းဖက်စစ်တကအပြည့်အခက်ရဲစဲကြီးကို AB နှစ်ရက်နေ့မှာကြေညာခဲ့ပေမဲ့တကယ်လက်တွေ့မှာပြည်သူတွေကိုဥတီပြီးလေချောင်းကနေတိုက်ခိုက်မှုလက်နက်ကြီးပစ်ခတ်မှုစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူပိုင်ပစ္စည်းအုပ်စာများကိုမြေချိုးဖျက်ဆီးကယူဆောင်တာတွေကိုလုံဆောင်နေပြီး ငလင်ဘေးတင်ဒေသကပြည်သူများအပါအဝင်နိုင်ငံဒေသအတော်အနှံအပြားမှာလည်းဆက်လက်ကျူးလွန်မှုတွေလှုပ်ဆောင်နေပါတယ်။ငလင်ဘေးအတွက်နိုင်ငံတကာကထောက်ပံ့တဲ့အကူအညီများဟာလည်းတကယ်လက်တွေ့မြေပြင်မှာအလိုအပ်ဆုံးပြည်သူများထံသို့ထိရောက်တဲ့ပံ့ပိုးကူညီမှုများရောက်ရှိရန်ဟန်တာကန့်သတ်မှုများရှိနေပြီးနိုင်ငံတကာအကူအညီများဟာလည်းပြည်သူများကိုအကူအညီဖြစ်စေမယ့်အစားလေကြောင်းတိုက်ခိုက်မှုများအပါအဝင်ပြည်သူများကိုအကြမ်းဖက်ပြန်လည်တိုက်ခိုက်မှုများအတွက်အထောက်အပံ့ဖြစ်သွားမှာကိုအလေးနဲ့သတိထားပြီးတားဆီးရန်လိုအပ်တယ်လို့ဆိုပါတယ်။ ငလင်ဘေးနဲ့ပတ်သက်ပြီး NLD ရဲ့စူရလက်ထက်မှာတဘာဝဘေးနဲ့ပတ်သက်ပြီးကြိုတင်စီစဉ်မှုများစွာလှုံ့ဆော်ခဲ့ပြီးအမျိုးသားအဆင့်ငလင်ဘေး NLD ရဲ့ကြိုတင်ပြင်ဆင်ရေးနဲ့တုံ့ပြန်နိုင်ရေးစီမံချက်များညမာနိုင်ငံ BND ရဲ့ကြောင့်ထိခိုက်ဆုံးရှုံးနိုင်ခြေ short ချနိုင်ရေးစီမံချက်တွေကို2019ခုနှစ်ကနေရေးဆွဲအကောင့်ထဲပေါ်ခဲ့ကြကြောင်း ဘာဝဘေးများကြုံလာတဲ့အချိန်မှာအရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရတဲ့အတွက်တဘာဝဘေးရနယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေကိုလည်းတည်ထန်ထားရှိဆောင်ရွက်ခဲ့ကာအဆိုပါရန်ပုံငွေကများကိုအကြမ်းဖက်စစ်ကောင်စီက2022ခုနှစ်တုန်းကအသုံးပြုခဲ့ကြောင်းယခုလက်တွေ့အချိန်မှာလူအသက်ပေါင်းများစွာဆုံးရှုံးခဲ့ရခြင်းကကြိုတင်ပြင်ဆင်မှုများမရှိခဲ့ခြင်းကြောင့်လို့ဆိုပါရည်။လက်ရှိမြို့သားညီညွတ်ရေးအစိုးရအနေနဲ့ငလင်ဘေးအတွက်အမေရိကန်ဒေါ်လာ1မီလီယံနဲ့ညီများတဲ့ ကြက်ရန်ပုံငွေကိုမတီးခဲ့ပြီးစတင်ထောက်ပံ့ပေးခဲ့ကြောင်းငလင်းနဲ့နောက်ဆက်တွဲငလင်းတွေကြောင့်ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကိုမျက်ချင်းမပြတ်စောင့်ကြည့်မှတ်တမ်းတင်ခဲ့ပြီးအချိန်နဲ့တပြေးညီထုတ်ပြန်ကြများဆောင်ရွက်ခဲ့ကြောင်းအရေးပေါ်အကူအညီများကိုလည်း NUG စိုးမိုးနယ်မြေစစ်ကောင်စီစိုးမိုးနယ်မြေဟူ၍မခွဲကြဘဲအမြန်ဆုံးရောက်ရှိရေးချိတ်ဆက်ဆောင်ရွက်ခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်ဒီကလေးတကြံအကြနဲ့မှာသခိုင်းနိုင်ကနေမျိုးနဲ့အတွင်းကဂျင်းဝါတွေကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေးရင်တရုံးနေနဲ့စစ်တပ်လေထင်းများဖြင့်အကြီးအကျယ်ပစ်ခတ် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ်။ဒီကနေ့မနေ့ခွန်နိုင်30မိနစ်အချိန်ကစပြီး7နိုင်ဝန်းကျင်အချိန်အတွင်းမှာသခိုင်းကဏီမျိုးအနီးမှာရှိတဲ့တမင်ချန်ရွာများအပါအဝင်ကျေးရွာတွေကိုဦးတီကစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများလှုပ်ဆောင်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ကဒရုန်းများဂျက်ဖိုက်တာများပါရာမော်တာများအသုံးပြုကာနိုင်ဝက်အတွင်းလေကြောင်းပစ်ခတ်မှုရှစ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။စစ်တပ်လေရင်တွေပြန်ဝဲနေစေပြဥပုပ်တွေဘုံကြီးကျောင်းတွေဒုံလဘာတွေပါပုံနေကြရပါတယ်။ ပြည်သူကိုဥတီပြီးတော့တမင်လာတိုက်ခိုက်တာလို့ဒေသခံပြည်သူတို့ကဆိုပါတယ်လက်ရှိအချိန်ထိကဏီမြို့နယ်ကောင်းငင်ရံမှာဒရုံများဆက်တက်လေထီးများနဲ့ကင်းထောက်လေရင်များဆက်လက်ပြန်ဝဲနေပြီးတကြံအကြနဲ့ပြည်သူများအများအပြားထွက်ပြေးတိမ်းချောင်နေကြရပါတယ်လေပတ်သူမရှိဘဲ၆ကက်နေတဲ့နေပြည်တော်လမ်းလျှောက်တကြံမှာလူစီကန်းစီကြီးအတွက်သွားရောက်လေပတ်ကြရန်ငလင်တန်းသည့်နန်စီဒီယန်ဝန်ထမ်းတွေရဲ့မိသားစုများကိုဌာနဆိုင်ရာတွေကဖိအားပေးနေကြောင်းနေပြည်တော်ဝန်ထမ်းတို့ချို့ထမသိရပါတယ် AP 73ရက်နေ့မွန်လယ်ပိုင်းမှာနေပြီးတော့လမ်းလျှောက်တဲ့ဂျန်ကိုစတင်ဖွင့်လှစ်ခဲ့ပြီးအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့စစ်ဗိုလ်ချုပ်များလာရောက်လည်ပတ်ခဲ့ကြကြောင်း၎င်းတော်နန်းစီဒီယံဝန်ထမ်းများနဲ့မိသားစုဝင်များကိုလည်းနေပြီးတော့လမ်းလျှောက်တဲ့ဂျန်တို့တွားရောက်လည်ပတ်ကြဖို့ဌာနဆိုင်ရာအကြီးအကဲတွေကဖိအားပေးနေလျက်ရှိတယ်လို့ဆိုပါရယ်။ဘယ်မှမသွားရင်တောင်နေပြီးတော့လမ်းလျှောက်တဲ့ဂျန်ကိုတွားဖို့ပြောတယ်။ကလေးတွေလူကြီးတွေရောမိသားစုတိုက်အသွားအပြန်ကားစီစဉ်ပေးမယ်။ဂျန်တရက်တော့တွားရမယ်လို့ပြောတယ်။ဌာနအလိုက်မိသားစုဝင်အလုံးတရက်စီတော့အလှည့်ကျပို့ပေးမယ်လို့ဆိုတယ်။ ငလင်ကြောင့်တဲနဲ့တောင်နေနေရတာကိုလမ်းလျှောက်တဲ့ကြံထက်သွားခိုင်းတာကအတော်ကိုအဆင်မပြေဘူးလို့ယာယီတဲနဲ့နေထိုင်နေရတဲ့နေပြီးတော့နန်းစီရီယံဝန်ထမ်းတို့ကဆိုပါလေတကြံအကြိုနည်းနဲ့တကြံအကြနည်းတို့မှာနေပြီးတော့လမ်းလျှောက်တဲ့ကြံကိုပြင်ပကနေလာရောက်လဲပတ်သူမရှိလို့ဝန်ထမ်းများကိုအတင်းအကျပ်လာရောက်လဲပတ်ခိုင်းနေကြောင်းနေပြီးတော့ပတ်ဝန်းကျင်ကြေးရွာများကပြည်သူတို့ချို့လာရောက်လဲပတ်ကြကြောင်းစီကားမှုမရှိဘဲခြောက်ကန့်နေကြောင်းသိရပါလေ ဒါအပြင်စစ်ကောင်စီကနေပြည်တော်စစ်ရုံးနဲ့ဝန်ကြီးဌာနများအလိုက်ဌာနအတွင်းတကြံပွဲများကိုပြုလုပ်ခိုင်းနေပြီးစစ်တုဒီတာအဖြစ်မုံလုံးရီပေါ်ရွှေရင်အေးမုံလက်ဆောင်တကြံထမင်းတို့ကိုတရက်စီအလိုက်အလှဲ့ကျလာရောက်လှုပ်အားပေးချက်ပြုတ်ခိုင်းနေတယ်လို့လည်းသိရပါတယ်။အရင်ကဆိုရင်ပြောပါတယ်ဒီနေ့ကနေစရာလဲပြောက်ကိုမိတ်ဆွေတို့လည်းဆုံးရှုံးကြရတော့ဘာမှအတိတ်ပဲရှိမနေဘူးလို့ဇေယသတိမျိုးနဲ့တက်မတော်ကြီးရေလီမိသားစုရဲ့တကြံပွဲတို့အတင်းရောက်တက်ရောက်ရန်ဖိအားပေးခံရတဲ့စစ်အင်ဂျင်နီယာတက်ကအင်ဂျင်နီယာတက်ကြည်တူကဆိုပါတယ်။ စကိုင်းနိုင်ကံလူမျိုးနယ်မော်တော်ကြီးရွာမှာမြမရွာတကြံနှစ်တကူးကံလာစစ်မှုထိုင်းကံရန်လူငယ်များကိုပြူစောတိနဲ့စစ်တပ်ကဝင်ရောက်ဖမ်းဆီးတယ်လို့ဆိုပါတယ် AB 73ရဲ့နေ့စကိုင်းနိုင်ကမ်းဘလူးမျိုးနယ်မော်တော်ရွာကိုနေ့လယ်ပိုင်းအချိန်ပြူစောတိနဲ့စစ်တပ်ရဲ့ဝိုင်းဝန်းပိတ်ဆို့ကအရွယ်ရောက်ပြီးသားစစ်မှုထမ်းရန်အကြုံးဝင်နေတဲ့လူငယ်90ဦးကိုဝင်ရောက်ဖမ်းဆီးသွားတယ်လို့ဆိုပါတယ်။ဝါသဝအကြောင်းရှိရာမော်တော်ရွာမှာ နေ့လယ်ကင်းစစ်တပ်ကဝိုင်းဝန်းပိတ်ဆို့ကလူငယ်90ဦးကိုစစ်မှုထမ်းခိုင်းဖို့အတွက်ပေါ်တာဆွဲသွားပါတယ်။ပြူစောတိခေါင်းဆောင်ပုံကြီးဝါသဝဟာမော်တော်ရွာမှာမနေပါဘူး။သူကအမှတ်6အချောက်အမြောက်တရင်ထဲမှာနေတယ်လို့ဒေသတရင်မြစ်ကဆိုပါတယ်။ မော်ဒိုဂျီရွာကမွတ်စလင်ဘာသာကိုးကွယ်တဲ့လူငယ်တချို့ကိုပါစစ်တပ်ကစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲသွားကြောင်းမော်ဒိုဂျီရွာမှာစုပေါင်းနေထိုင်ကြတဲ့ဂျီရွာတခုဖြစ်ရမှာအများစုကစစ်မှုမထမ်းလို့ကြဘူးလို့သိရပါဗျ။ နေပြည်တော်ကဗဟိုပြုပြီးဒီကနေ့မနက်အစောပိုင်းငလင်လောက်ခတ်ခဲ့ကပြည်သူများနဲ့နန်စီတီယံဝန်ထမ်းတို့ထိတ်လန့်တုံ့လုံခဲ့ရကြောင်းလည်းသိရပါဗါး။ AB 14ရက်နေ့မနက်9:32မိနစ်အချိန်နေပြည်တော်ဒက္ခိဏသီရိမြို့နယ်အနီးမြေအောက်အနက်9.6ကီလိုမီတာကိုဗဟိုပြုကလေတမခွန်အစင်းရှိတဲ့အင်အားအသင်းအတင်းငလင်ထမှန်လောက်ခတ်သွားခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့် BNL ဆိုင်ရာစီမံခန့်ခွဲဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။နေပြည်တော်ကနန်စီဒီယန်ဝန်ထမ်းအများစုလည်းဒီကနေ့မနေ့ပိုင်းလှုပ်ခတ်သွားခဲ့တဲ့ငလင်ကြောင့်ဝန်ထမ်းမိသားစုများထိတ်လန့်တော်လှန်ခဲ့ရကြောင်းပြောပါတယ်။စစ်ကောင်စီရဲ့မိုးစလကလည်း AB 14ရက်နေ့မနေ့နေ့32မိနစ်အချိန်တောင်တွင်းကြီးမြို့ရဲ့တောင်အရှိတောင်ဘက်စစ်နမိုင်ကန်အကွာအနက်17ကီလိုမီတာကန့်ကိုဗဟိုပြုပြီးငါအစင်းရှိတဲ့အသင်းအတင်းငလင်လှုပ်ခတ်သွားတယ်လို့သိရပါတယ်။ အလားတူပဲယမန်နေ့ AB 73ဝန်းနေ့ကမြန်မာစံတော်ချိန်ည7:16မိနစ်အချိန်မောင်မယ်မြို့ရဲ့အရှိတောင်ဘက်36မိုင်ခန့်အကွာအနက်30ကီလိုမီတာကန့်ကိုဗဟိုပြုပြီး3.9အဆင့်ရှိတဲ့မြင်းကလင်းတစ်ခုလဲလှုပ်ခတ်သွားတယ်လို့သိရပါဗျာ။